အအခုလိုမျိုး downward facing dog ကိုခိုးတဲ့ချိန်ကျရင် ပခုံးတွေညောင်းလာတာလက်ကဝတ်တွေနာလာတာပေါ့နော်အဲ့လိုမျိုးပြဿနာလေးရှိတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ပါရှင်းအဲ့တော့ကျမတို့ downward facing dog ခိုးတဲ့ချိန်မှာကျမတို့ရဲ့ပခုံးတွေအားမရှိလက်ကဝတ်တွေညာလာရဲဆိုတာကဆိုလိုတဲ့သဘောကကျမတို့ရဲ့ဒီ upper body strength ကအားနေလို့ဖြစ်တာပေါ့နော်အားနေလို့ဖြစ်တာအထူးသဖြင့်ပခုံးတွေကြက်တဲ့လူပါလေ အဲပို့ပြီးတော့တင်းအားပို့ပြီးတော့ဖြစ်စေတယ်နောက်တစ်ခါနောက်တစ်ချက်ကကြတော့ down တော့မှာအဲကြောရို့ဖြောင်းမှုအတွက်ကိုတင်မောက်အပေါ်တွန်းတင်ပြီးတော့ကြောရို့ဆွဲဆန့်ရတဲ့အချိန်မှာတခေါက်ကွေးကြောတင်းတဲ့သူတွေအတွက်ကလည်းပဲဒီနေရာမှာအခက်ခဲပို့ဖြစ်တာပေါ့လက်မှာအားများနေသူကတခေါက်ကွေးတင်းတော့တခေါက်ကွေးကိုကျမတို့ကဘယ်လိုပြောမလဲ compromise လုပ်တယ်လို့ခေါ်တာပေါ့နော်တခေါက်ကွေးချက်သားကိုသူတို့ဘာလဲဆိုရင် ဟိုခြောက်ဘက်ကိုအားမထည့်နိုင်တဲ့ခါကျလက်ဖက်မှာအားပိုများနေတဲ့သဘောတရားဖြစ်တာပေါ့နော်။ဒါကြောင့်မလို့ကျမတို့ဒီ exercise ဒီနေ့ကျမ၃မျိုးပြမယ်။အဲ့၃မျိုးလေးကိုကိုကနေ့တိုင်းလေးလေ့ကျင့်မိမယ်ဆိုလို့ရှင်နောက်ပိုင်း downward facing dog ကိုလေ့ကျင့်ရတဲ့အခါမှာဘာဖြစ်လာမလဲဆိုလို့ရှင်ပို့ပို့ပြီးတော့လေကျမတို့ confidence ရှိလာမယ်။ပို့ပြီးတော့ပော့ပော့ပပဖြစ်လာမယ်။လက်မှာလည်းပဲ weight ကိုထိန်းထားပေးမယ်။လက်ကြီးကအရင်ဖိပြီးတော့ညောင်းနေတယ်ဆိုတဲ့ feeling ကိုမရတော့ဘူး။ပြီးတော့ downward facing တော့မှာတက်တောင့်တက်တာနဲ့ကြကြလေးဟိုးနိုင်မှာဖြစ်တယ်ပေါ့နော်။ โอเคဒါဆိုပထမဆုံး exercise ကတော့ကျမကအလေးတုံးလေးလိုတယ်အလေးတုံးကတော့ကျမဒီရလေးနှစ်ပေါင် နှစ်ပေါင်တုံးလေးအဲ့နှစ်ပေါင်တုံးကိုကျမမနှဲရှာဝယ်ထားတာတိလားအဲ့တော့ဒီဈေးကွက်ထဲမှာလည်းတော်တော်ရှာရတယ်ဘာလို့ဆိုတော့အလေးတော့အကြီးကြီးတော့ရှိတယ်ဒါပေမဲ့အဲ့လိုပစ္စည်းလေးလေးလေးတော့မရှိဘူးအဲ့တော့အပစ္စည်းလေးလေးတုံးဖြစ်မှလည်းရမှာဘာကြောင့်ဆိုတော့ကျမအခုလုပ်မဲ့ exercise လေးဒီလက်ကောက်ဝတ်ကိုကျမတို့ short ရဲ့ exercise လေးလက်ကောက်ဝတ်လေးကိုတင်းအားလေးအဲ short တာဆိုတာထက်ဒီလက်ကောက်ဝတ်ကြွက်သားလေးတန်လောင်လုပ်တဲ့ exercise ပေါ့နော်အဲ့တော့ဒီလေးနှစ်ပေါင်နှစ်ပေါင်တုံးမရှိရင်ကျမဒီရေဘူးလေးကို recommend လုပ်ချင်တယ်အဲကျမမနေ့က video လေးမှာလည်းပြောသေးတယ်ပေါ့နော်ကျမ TikTok မှာတင်ထားတဲ့ video လေးမှာဒီလက်ကောက်ဝတ် အဲဆိုတာတက်ဒီပေါ့နော်ဒီအလေးရေဘူးလေးတွေတုံးလို့ရတယ်ရေဘူးလေးမှာ weight ရှိတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျမက0.6ကဟိုပါပဲလီတာဟာလေးပေါ့နော်အဲ့တော့ဒီလောက်အသေးလေးဆိုရတယ်အဲ့တော့ကျမရေဘူးလေးနဲ့ပဲလုံးလို့ပြမယ်နော် အဲ့တော့ block down လေးလိုတယ် block down မရှိလည်းဘာမှမဖြစ်ဘူးကိုကကိုဒူးကောင်းလေးထောင်းတာဒါမှမဟုတ်လက်ကလေးတစ်ဖက်ကလက်ဖြန် 4N ကိုဒီလိုဖိထားဖိထားခြင်းအပြင် 4N က mobility အဲ 4N ရဲ့လှုပ်ရှားမှုမဖြစ်မဖြစ်တော့ဘူးပေါ့ဒီ 4N line မလှုပ်တော့ပဲလက်ကောက်ဝစ်လေးမှာပဲအဓိကအလုံးလုံးမှာပေါ့နော်အဲ့တော့ဒါလေးလက်ကောက်ဝစ်လေးကိုလိုလေးသွားတယ်1 2 3ဒီမှာတော့ဒီတိုင်းလေးသွားတာပိုကြိုက်တယ်နော်4ခါလေးကိုဆွဲဆက်နှားပြီးတော့5 6 7 အဲဒီလိုလေးကင်လေးရရနော်9 10ကိုယ့်ဘက်ကိုများများလေးခေါ်11 12 okay အကျဉ်း20လောက်သွားကြည့်ဟုတ်ပြီနော်ပြီးသွားရင်ဆက်မသွားတော့ဘူးနော်ဗီဒီယိုရှေ့သွားမှာဆိုလို့ဒီခါကျရင်လိုဗျောင်းမြန်လေးမှောက်ခုံလေးပြန်ကင်ဒါကြတော့ဒီလိုလေးမှောက်ခုံလေးလိုလေးပြန်ကင်ပြန်ကင်ပြီးသွားရင်1 2လက်ကလေးကိုဖိထားနော်3 4 5 6 720ဒါလေးကိုလေဟုတ်ပြီနော်ပြီးသွားလို့ရှိရင်ကျမတို့လက်ကလေးကိုပက်လက်လေးပြန်လှမ်းမယ်ဒီကဘေးတိုက်လေးသွားမယ်ဖိထား1 2 3ဘယ်ညာတစုံလို့သတ်မှတ်တယ်နော်5 6 7အားလေးကိုလည်း20 okay လက်တစ်ဖက်ကိုတရားလုပ်မယ်နောက်တစ်ဖက်ကိုလည်းအဲ့လိုလေးသွားမယ်ဒါပထမအောင်ဆုံး exercise okay အဲဒုတိယ exercise ကတော့ကျမကနာမည်ဘယ်လိုပေးထားလဲဆိုတော့ mini downward dog လို့ပေးထားတယ်နော် mini downward dog ဆိုတာကျမတို့ mm downward dog အပြည့်လည်းမဟုတ်ဘူးကျမတို့ puppy pose လိုမျိုးလေးလည်းမဟုတ်ဘူး puppy pose ပုံစံမျိုးလေးပဲဒူးချထားတာဒူးလေးချထားပြီးတော့ကျမတို့လက်ကိုနော် အပခုံးကျယ်ပဲလက်ချောင်းလေးချဲထားမယ်အဓိကက upper body strength ကိုတိဆောက်တာအဲ့တော့ကျွန်မဒီ upper body strength ကိုတိဆောက်မယ်လက်မှာ press လေးလုပ်မယ်လက်အထူးသဖြင့်ဓာဝတ်တော့မှာလေးလက်ကိုထားတဲ့ချိန်ကျရင်ကျွန်မအမြဲတမ်းလက်ကိုဖိခိုင်းတဲ့နေရာလေးရှိတယ်ဒါလေးကို index knuckle လို့ခေါ်တယ်နော် index knuckle ဆိုတာဒီနားကလေးလက်ညှိုးနဲ့လက်မအခွကြားလေးဒီနားလေးကိုအဓိက press လုပ်ပေးမယ်ဖိမယ်ဆိုလိုတဲ့သဘောဒီဒီကျမတို့ရဲ့ inner arm ကိုပို့ပြီးတော့မလုပ်တာလဲဆိုလို့ရှိရင်အလုပ်လုပ်တာပေါ့နော် downward facing တော့မှာကျမတို့ဒီဒီဒါကို lower arm လို့ခေါ်တယ်ဒါကို upper arm လို့ခေါ်တယ်နော် lower end ကြီးကျမတို့ internal rotation upper end ကြီး external rotation ဖြစ်ရမယ်ပခုံးကိုအပြင်ဘက်ကိုဖွင့်တယ်နော် downward facing တော့မှာပခုံးကြီးအပြင်ဘက်ကိုဖွင့်တယ်ဒါပေမဲ့ဒီလက်မနဲ့လက်ညှိုးဖိလိုက်တဲ့အတွက်ကြောင့်မလို့သူဒီဒီ lower end ဒီအောက်ဖက်ခြမ်းတရောင်စစ်ဘက်အောက်ဖက်ခြမ်းကြီး internal rotation ဖြစ်နေရမှာပေါ့နော်အဲဒါလေးအဲ့လက်လေးကိုထားရမယ်ထားရပြီးွားလို့ရှိရင်ကျမပြမယ်နော် bike ကိုညှင့်မယ်အဓိကကခါမကောက်ပက်ပီပို့စ်မဟုတ်ဘူးเนาะအဲ့ဒါအရေးကြီးဆုံးပဲပက်ပီပို့စ်မဟုတ်ဘူးလက်ကို press လုပ်မယ်ထိထားမယ်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 ကြောရိုးဖြောင်းမယ်ဒူကိုနည်းနည်းနောက်ဆုတ်ထား2 down went လိုမျိုးလေးအားလေးသုံးမယ် upper body ကို strength သုံးမယ်3 4နောက်ဖူးလေးတတလေးတော့ချခြင်းချရတယ်5 6 7 8 9 10โอเคပြပြလေးပြန်ရှော့ဒါလေးကိုကျမတို့ temperature လောက်နေမယ်ဟုတ်ပြီနော် temperature လောက်နေမယ် temperature လောက်နေမယ်ခဏလေးလက်ကောက်လေးညောင်းဝိုင်းပြန် short okay ပခုံးလေးနည်းနည်းပြန် short နောက်တစ်ချိန်လေးထပ်ဟိုမယ် temperature လောက်နှစ်ကြော့လောက်ဟိုမယ်နော်လေးကနောက်ဆုံး exercise လေးကတော့ကျမတို့ချဲလေးလို့မယ်ချဲနဲ့ downward facing dog လို့လုပ်တာကလထိုင်နဲ့ကလထိုင်နဲ့လို့ဆိုပေမဲ့လို့က downward dog လုပ်တဲ့ပုံစံတစ်ခုရယ်နောက်ထပ်အဲပုံစံတစ်မျိုးပြမယ်အဲ့ဒါကအဓိကတကောက်တကောက်ကိုကျမတို့ short ချင် เนาะတကောက်ကိုရှော့ကျင်တာဖြစ်တဲ့တကြောင်ဟမ်စထရင်းကိုယော့ကျင်တာအဲ့တော့ဒူးဖြောက်မယ်ဒီနေရာမှာလေးတကောက်ကိုကြောတော်တော်လေးကိုတင်းတဲ့သူပေါ့เนาะတော်တော်လေးကိုတင်းတဲ့လူလို့ကျွန်မပြောတာเนาะပုံမှန်တော့တင်းတာမဟုတ်ဘူးတော်တော်လေးကိုတင်းတဲ့သူတွေကဒီဒူးဖြောက်မှုအရန်ခက်လိုက်မယ်အဲ့တော့ဒီခုံလေးပေါ်မှာလက်တောင်စစ်ကိုချဒီနေရာမှာကျမတို့ယောဂချဲမဟုတ်ဘဲနဲ့ အဲဘယ်လိုပြောရမလဲဆိုရင်ကလထာရိုးရိုးတသားကုန်တို့ဘာလို့တုံးနေသူဆိုလို့ရှိရင်တော့ကျမတို့လက်နာမှာဆိုလို့တခုခုခံပေါ့နော်ဒီလိုဖော့လေးနဲ့ဆိုလို့ဆိုဖာဖော့လေးနဲ့ဆိုလို့ရှိရင်တော့တင်လို့ရဒီတိုင်းလေးပဲအဲဒီမှာချောင်းလေးနှစ်ခုနည်းနည်းချဲထားလို့ရတယ်တင်မားကျဲတောင်းမှုချောင်းနှစ်ခုကြားမှာချစ်တပွားစာโอเคအတိုင်းလေးကနေအနောက်ကတင်မားနဲ့ချစ်ဖနှောင်းနဲ့ဝမ်းလိုင်းဖြစ်ရမယ်စူးစားကြည့်ရတဲ့လောက်တကောက်ကွေးရော့တကောက်ကွေးတင်းမယ်ပြောတာပေါ့နော်အဲဒီမှာဒီလိုမျိုးဖြောင်းမှုခတ်တယ်တချို့တွေဆိုလို့ရှိရင်ဘယ်လိုဖြစ်လဲဒီလိုအရှိ့ကိုဒီလိုမလျှောက်လာနိုင်အနောက်ကြီးမှာသူတို့ဒူးဖြောင်းမှုသူတို့ခတ်လို့ဒီလိုနေနေရလိမ့်မယ် ဒီလိုနေနေရရတယ်နော်ဒူးဖြောင်းမှုအသက်နော်ဒူးဖြောင်းပေးခါလေးကိုဒီလိုကော့ပေးရင်ဘက်လေးဖွင့်ထားပေးဒီမှာကြည့်ဒီလိုလေးခါကောက်ကောက်လေးဒီလိုတင်မကောက်ဖို့ပဲပစ်ကိုကျမတို့ဒီ interior ပဲပစ်တစ်လောက်ရအောင် interior လိုခါကော့အဓိကတကောက်ခွေးတင်းတဲ့လိုခါကော့မယ်နော်ခါကော့ပြီးဒီ dining နေဖို့အတွက်တို့တို့တို့ struggle ဖြစ်တယ်ပင်မန်းနေနော်ဒါပေမဲ့စူးစားပေးရသလောက်လေရရတဲ့သူကနည်းနည်းလေးရှုပ်လမ်းလျှောက်လာ okay ခဏလေးလေးရှုပ်ခိုးရမယ်ခေါင်းကြီးရမ်းမမော့ရင်တော့ရင်ဘက်ဖွင့်တဲ့နေထားလေးပဲနေ one ရှေ့ကိုလမ်းလျှောက်လား2တက်ကိုရှူပုံမှန်လေး3လူဖြောင်းတာတကောက်ဝေးတင်းတဲ့သူဒူးကိုဖြောင်းမယ်4ဒီမဲ့လေးဖွင့်တာ5ခုနအတိုင်းမယ်6 temperature ပြောင်းနေမယ်7 8 9 10 okay ဒါဆိုလို့ရှိရင်ဒီအားလေးတစ်ခုလုပ်မယ်ဒါမှမဟုတ်လို့ရှိရင် ဒါလေးမလုပ်ဘူးဆိုလို့ရှင်လဲနောက်တစ်မျိုးလုပ်လို့ရတယ်ဒါမှမဟုတ်လေးမျိုးဖြစ်ဖြစ်သွားမှာပေါ့နော်ဒါလဲလုံးမယ်ဒီနောက်အခုထပ်ပြမယ့်ဟာတခုလည်းထပ်လုပ်ကြည့်အောင်အဲ့တခုထပ်ပြမယ့်ဟာတော့ဒေါင်းဝတ်တော့ကိုချဲနေဟိုတာကလက်ထိုင်နေအဲ့တော့ကျွန်တော်တို့လက်ကလေးကိုတင်ထားမယ်ရှောက်လေးကိုနည်းနည်းလေးနောက်ဆုပ်တယ်ဒူကောင်ကွေးမယ်ကြောဖြောင်းကျင်လို့ကြောဖြောင်းမယ်တကောက်ကွေးတင်းတဲ့သူတွေအတွက်ကြောဖြောင်းမယ်အသားလေးဒူကောင်ကွေးမယ်တင်မလေးကိုနောက်ကိုတွန်းထားမယ် spine ကို extension ကြောရိုးဖြောင်းမယ်ကိုယ့်မျက်လုံးကြည့်လျာခေါင်းလေးရှုပ်ဝင်သွားဒေါင်းဝတ်တော့ဟိုးနေတယ်လို့မျိုးပဲခြေမနှစ်ခုကြားသို့မဟုတ်ဒူကောင်လေးကိုကြည့် 1ဒူကောင်ကွေးလိုလေးပေါ့ဒီလိုလေးပြောတာနော်ဒီပုံစံလေး2နောက်ဘက်ကိုတွန်းထားပေး4ဒါဝတ်တော့မှတင်မတွန်းလို့နောက်ဘက်ကိုတွန်းထားပေး5 6 7 8 9 10 okay ဖြည်းဖြည်းလေးပြန်လျှော့ပါ okay ဒါဆိုလို့ရှိရင်ကျမတို့ဒါလေးတွေကိုပုံမှန်လေးကျင့်လို့ရှိရင် ကျမတို့လက်ကဝတ်လေးလက်တန်လာမယ်ပခုံးလည်းနိုင်လာမယ်ဒါမှမဖေးစင်းတော့ဒီကျမဗီဒီယိုတွေရှေ့မှာအများကြီးပြောခဲ့သလိုမျိုးပဲ inversion တွေရဲ့အခြေခံမျိုးတွေကြောင့်မို့ဒါမှမဖေးစင်းတော့ကောင်းအောင်ဆုံးလေးကျင်နိုင်ကြပါစေကျေးဇူးအများကြီးတင်ပါတယ် namaste